တော်လန်ရေးသစ်တော်လန်ရေးဆိုတာလူအဖွဲ့အစည်းတစ်င့်မြင့်တက်ဖို့တွန်းတိုးရုန်းကန်ခြင်းဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်တော်လန်ရေးကြောင့်တွန်းတိုးရုန်းကန်ကြတဲ့လူအဖွဲ့အစည်းတွင်က လူအုပ်စုတွေမှာ အချင်းချင်းတိုးတက်မှုတွေဖြစ်တယ်ရုံရင်းဆန်ခတ်တွေဖြစ်တယ်အချင်းချင်းပရိပခ္ခတွေ ဖြစ်တယ်ထိတ်တိုက်တွန်းမှုတွေဖြစ်တယ်ပုတ်တိုက်မှုတွေဖြစ်တယ်တိုက်ခိုက်မှုတွေဖြစ်တယ် ူဖွဲ့စည်းတွင်ကလူအုပ်စုတွေအကြားအားပြိုင်မှုတွေနှီးပေါင်းစုံနဲ့ကန္နာတီးတီးမှာဖြစ်ပေါ်နေတာဟာတော်လန်ရေးရဲ့တရုတ်ပါပဲလက်ရှိမြန်မာပြည်ရဲ့ຫນွေဦးတော်လန်ရေးဟာနိုင်ငံရေးတက်တက်မဟုတ်ပါဘူးလူမှုတော်လန်ရေးပါတပားတဲ့ပူရဲပါလာတဲ့ဖြစ်စဉ်လို့နားလည်ရပါတယ်တော်လန်ရေးတွင်မှာမလိုလားအပ်တဲ့လူအမှုကျင့်တွေကိုပါတပားတဲ့တွန်းလှန်ရမယ့်တော်လန်ရေးလို့ယူဆပါတယ် လူဖွဲ့စည်းတွင်ကဟောင်းနှွမ်းပုတ်တိုးတဲ့အတွေးခေါ်အယူဆဟောင်းနဲ့အမူကျင့်ဟောင်းတွေကိုနိုင်ငံတော်လှန်မှုနဲ့အတူတဘာတဲ့ပူးတွဲတော်လှန်သွားရမယ့်အရာလို့ယူဆရပါတယ်။ကျွန်တော်တို့မြမလူမှုတိုင်းဝိုင်းထဲမှာအမမီတော်တဲ့အယူဆအကျဉ်းကျံတွေကြံရှိနေပါတယ်။ဘာသာကြီးအစွဲတွေမှာတိမ်မားနေတာတွေအတိတ်ကအနာဆွေးတွေကြောင့်ဖြစ်ပေါ်ခဲ့တဲ့ဒဏ်ရာအဟောင်းတွေဟာမကင်းပြတ်သေးပါဘူး။ ော်လန်ကြီးရဲ့အမိုက်မောင်လိုမှိုင်းပုံစံနဲ့ဖုံလွှမ်းနေတာ တွေ့နေရပါတယ်။မောင်းအောင်ရဲ့သွေးမုန်တိုင်းသချင်းလို ဟောင်းနှမ်းတဲ့အဆောက်အုံတွေဖြိုဖျက်ပစ်ဖို့ဖောက်ပြန်တဲ့လူဒန်းစားတွေတိုက်စားပစ်ဖို့သွေးမုန်တိုင်းတိုက်ခတ်ရမယ်သဘောဖြစ်ပါတယ်။နိုင်ငံရေးရတော်လန်မှုမှာဗိုလ်ဦးစီးစနစ်ကိုဖယ်ခွာ Federal Democracy စနစ်ကိုဦးတည်စီးပွားရေးရတော်လန်မှုမှာ စစ်စည်းဝါးရေးကိုဖြိုဖျက်ရှင်ပြိုင်မှုမြင်မာတဲ့ဈေးကွက်စနစ်ကို ပုံဖော်ပညာရေးအရာတော်လှန်မှုမှာဝါရဖြန့်ချီရေးပညာရေးစနစ်ကိုတိုက်ဖျက်ဝေဖန်ပိုင်းခြားစီစစ်စဉ်းစားနိုင်တဲ့ liberal ပညာရေးကိုတည်ဆောက်လူမှုရေးအရာတော်လှန်မှုမှာတော့ဖောက်ပြန်တဲ့ရိုးရင်းပျက်စီးနေတဲ့အမှုကျင်ဟောင်းတွေကိုဖယ်ခွာ အတွေ့အသည့်အမြင်သည့်အယူဆသည့်တွေကို ဖိတ်ခေါ်ကန့်လန့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေအာဏာရှင်ရန်နရားကိုဖြိုဖျက်လူမှုပြုပြင်ပြောင်းလဲရေးတွေစိတ်သက်တော်လှန်ရေးကိုမြင့်တင်ဒီသဘောတွေလောက်ရမယ်လို့ယူဆပါတယ်ခမညာ